ကျွန်တော်ဒီနေ့မှာတော့အရန်စားလို့ကောင်းတဲ့ကျင်ပတ်လုံနီလေးဝေမျှပေးသွားပါမယ်။လုံနီကတော့ဒီနေ့လုံရင်မနှက်ဖြန်စားနိုင်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ကော်ဖီကိုသုံးထားပါတယ်ခင်ဗျာ။လုံရတာရန်ကိုမှလွယ်ပါတယ်။ကော်ဖီထုပ်ကိုရေစင်အောင်စေးပြီးအပိုင်းလေးတွေရအောင်ဖဲ့ပေးလိုက်ပါမယ်။အကြီးသေးကိုတော့ကိုယ်တိုင်စိတ်ကြိုက်ပြုလုပ်လို့ရပါတယ်။လက်နဲ့ဖဲ့မယ်ဆိုရင်တော့နည်းနည်းပို့ပြီးတော့စားကောင်းပါတယ်။အဲဒီနောက်မှာတော့ သူရဲငရုတ်သီးအနီကိုလှီးထည့်ပြီးတော့တကြားခဲစားသုံးစွန်ဒီနေရာမှာစားနဲ့တကြားကိုစားတူထည့်ပေးရပါမယ်တကြားခဲမရှိဘူးဆိုရင်တော့တကြားဖြူထည့်လို့ရပါတယ်နောက်ပြီးတော့ဒါကတော့ဆန်ရှာလကာကြီးပဲဖြစ်ပါတယ်ခင်ဗျာသူကိုထမင်းစားပကံလုံးနဲ့ပြေလူပြေခင်ထည့်ပြီးတော့ရေကျဲအေးတပကံမှာထည့်လိုက်ပါမယ်ရှင်နဲ့ရှာလကာကြီးကိုလည်းစားတူထည့်ပေးရပါမယ် ဒီလိုမျိုးတစ်ချက်ဆုံးနယ်ပေးလိုက်ပြီးတော့တမီးနှလောက်နယ်ပေးလိုက်ရင်တော့ရှားပါပြီ။အဲ့ဒီနောက်မှာတော့ပလင်းတသက်နဲ့ယူပြီးတော့ဂေါ်ဘီတွေကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာ။ကျွန်တော်လှုပ်ထားသလောက်ဆိုရင်တော့တပတ်လောက်ထားစားလို့ရပါတယ်။တကယ်လို့လူချင်းမင်းတို့ကချက်ချင်းစားခြင်းနယ်ဆိုရင်တော့ဘူးရဲမထည့်ပေးနဲ့ဘန်နေတန်းထည့်ပြီးတော့ပလတ်စတစ်အပါစာအုပ်ပေးထားလိုက်လို့လည်းရပါတယ်ခင်ဗျာ။ကော်ဘီယူတဲ့စိန်ထားတဲ့ရည်ကိုလည်းထည့်ပေးလိုက်ပြီးတော့မပြော်သေးတဲ့တရားခဲတွေရှိရင်လေဘူးနပူထဲမှာအညီမျှခွဲထည့်ပေးလိုက်ပါမယ်။ ဒါကိုလှုပ်ပြီးတဲ့အခါရေခဲတတတဲ့ထည့်စရာမလိုပဲနဲ့နှွေးထွေးတဲ့နေရာမှာထားထားလို့ရပါတယ်။အဲ့လို့ဆိုရင်တော့နောက်ရက်ကျရင်တော့စားလို့ရပါပြီခင်ဗျာ။ကြက်သွားတဲ့အခါမှာအဝါရောင်အဖြစ်ပြောင်းလဲသွားပြီးတော့အရသာကကျွတ်ကျွတ်လေးနဲ့အရန်စားလို့ကောင်းပါတယ်။ကျင်းပကြိုက်တဲ့သူတွေဆိုရင်တော့ချင်းဆက်ဆက်ဂျင်းအချင်းတဲလေးလို့စားကြည့်ပါအချင်းတဲပြီးတဲ့နောက်မှာဆက်ဆက်လေးနဲ့ကျွတ်ဆက်ပြီးတော့စားရတာဂရင်းပွင့်စီပါတယ် ဂျင်းကိုမင်းကလေးတွေစားမယ်ဆိုရင်လေခန္ဓာကိုယ်အတွက်ကောင်းကျိုးရှိပါလေပုံမှန်အားဖြင့်ဆံပြုတ်တို့ထမင်းတို့မန်ထိုပေါက်စီတို့နဲ့တွဲစားမယ်ဆိုရင်တော့အရန်စားလို့ကောင်းပါလေဂျင်းစိမ့်တက်ကိုဒီလိုမျိုးခနုနုတစ်ချက်ချိုးလိုက်တာနဲ့ပြတ်ထွက်သွားပြီးတော့အရန်ကိုမှကျွတ်ဆက်တဲ့ဟာမျိုးကိုပဲရွေးဝယ်ရပါမယ်ဂျင်းကိုအရင်ဆုံးအပေါ်ကုန်တွေကိုခွာပေးရပါမယ် အလိုမှာသာစားတဲ့အခါမှာအရသာပိုကောင်းမှာပဲဖြစ်ပါတယ်။တန်ဆင်ထားပြီးသားဂျင်ကိုအပြားခက်ပပားလေးတွေအရင်လှီးပေးထားလိုက်ပါမယ်။ကျွန်တော်လုံးတဲ့နီလန်ကတော့အရန်ရိုးရှင်ပါတယ်။ဂျင်ပြားတွေလည်းငရုတ်သီးအချင်စိန်အနှစ်တန်းထည့်ပေးလိုက်ရုံပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ဂျင်း1ကီလိုတဲ့ပုံမှန်ဟင်းရည်တောက်တဲ့ဆုံနဲ့ငရုတ်သီး6ဆုံထည့်သုံးထားပါလေ။ငရုတ်သီးအချင်းတရာမှာကစားပပြီးသားဖြစ်တာမို့လို့အများကြီးထထဲဖို့မလိုပါဘူး။ တကြားနှစုံနဲ့အရက်ဖြူအနှဲငယ်ထည့်ပေးလိုက်ရင်တော့ရပါပြီ။အလို့ဆိုရင်တော့ပိုတက်ပေးနိုင်ပါလေ။ဒီလိုမျိုးတမောင်းနေပြီးတဲ့အခါမှာတော့ပလင်းသက်သက်ထဲမှာထည့်ပေးလိုက်ရုံပါပဲ။ဒီဒီလန်းကရိုးရှင်းသလိုပဲလုံရတာလည်းမြန်ပြီးတော့သုံးရက်လောက်စိန်ထားပြီးတာနဲ့စားလို့ရပါပြီခင်ဗျာ။အဖုံဖုံပြီးတော့ရေကဲတက်တာတွေထည့်ဖို့မလိုပဲနဲ့အခန်းအပူချိန်မှာပဲသုံးရက်ကနေ၅ရက်လောက်စိန်ထားပေးလိုက်ရင်တော့စားလို့ရပါပြီ။ လူကြီးမင်းတို့ KFC ကြကြစားခြင်းနဲ့ဆိုရင်တော့အပြင်ကားနေဝင်မစားပါနဲ့တော့ကျွန်တော်လို့တလို့အိမ်မှာလို့စားမယ်ဆိုရင်တန်ရှင်းပြီးကျမရင်နဲ့ညီညွတ်တဲ့အပြင်စားလို့လည်းကောင်းပါလေအရင်ဆုံးကြက်တောက်မန်ကိုထက်ချမ်းချမ်းပြီးတော့ ချက်သွုံမေဂျင်းစာချက်သားမုတ်ခယူစီဘင်းကပြားရဲ့ချေဟင်းချက်ရက်ထဲလမ်းထဲတမောင်းနေပြီးတော့10မိနစ်နှက်ထားပြီးလိုက်ပါမယ်နှက်ထားတဲ့အထဲကျုံနှလုံးဖောက်ထည့်ပြီးတော့နေပြီးလိုက်မယ်ဆိုရင်တော့စားတဲ့အခါမှာပိုအရသာရှိစေပါရခင်ဗျာချက်တောင်မန်ကိုကော်မုန်းနဲ့တစ်ထပ်ကတ်ပြီးတဲ့အခါမှာတော့ကျုပ်ဦးရေတစ်ထပ်စိန်ပြီးတော့အကြော်ခံမုတ်ထပ်ကတ်လိုက်ပါမယ် တစ်ချက်လောက်လှုပ်ခါပြလိုက်မယ်ဆိုရင်တော့အခြေကုန်လေးတွေပေါ်လာပါလိမ့်မယ်။စီ60ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့ဥရေထည့်ကြော်ပြီးကြော်နေစဉ်တခြားမြေအေးထားပြရပါမယ်။ရှေးဝိုင်းအောင်တန်းကြွရအောင်ကြော်ပြီးပြီးပြီဆိုရင်တော့ဆဲထုတ်လို့ရပါပြီခင်ဗျာ။ဒီလိုကြော်ထားတဲ့ချက်တောင်မန်းကြော်ကအပေါ်ရန်သားကြွကြွလေးနဲ့အတွင်သားနူးညံ့ပြီးတော့အပြင်မှာရောင်းတာတွေထက်အများကြီးပူစားကောင်းပါလိမ့်။ ်အင်ကားလူတွေအရန်ကြိုက်တဲ့ပြားရည်ချက်သားနဲ့ကိုကျွန်တော်ကတော့အပြင်ကားနေဝယ်မစားဘဲနဲ့အိမ်မှာပဲလှူစားဖြစ်ပါလေကိုယ်တိုင်လှူတာဖြစ်တဲ့အတွက်တန်ရှင်းပြီးကျမ်းမာရင်းနဲ့ညီညွတ်တဲ့အပြင်အရာသာလည်းရှိပါရယ်ခင်ဗျာအရင်ဆုံးကြက်ပေါင်ကိုတန်းစီအောင်ဆေးပြီးတဲ့နောက်မှာတော့အယူကိုဖယ်ထုတ်ပြီးဓာဆောင်နဲ့ထုရိုက်ပေးလိုက်ပါမယ်သူတွေဂျင်းကြက်တော်မိတ်ကြက်တော်ဖြူစာငရုတ်ကောင်းမုံဟင်းချက်ရက်တဲ့တမောင်းနေပြီးတော့မိနစ်20နှက်ထားပေးလိုက်ပါမယ် အိုးကိုစီဖြန်းပြီးရင်တော့နှစ်ထားတဲ့ကြက်ပေါင်တွေကိုထည့်ပြီးမိအေးအေးနဲ့ညနေပြင်းနှစ်ပတ်လုံးရှေးဝါရောင်တန်းအောင်ကြော်ထားပြီးလိုက်ပါမယ်ခင်ဗျာပကံလုံးအလွတ်ထဲပင်ငက်ပြာကြီးအကျဲတစုံဟင်းချက်အရက်စုံတစ်ဝက်ပြားရည်တစုံခယူးစီတစုံရေပကံလုံးတစ်ဝက်ထည့်မွေပြီးလိုက်မယ်ဆိုရင်တော့အရသာရှိတဲ့ပြားရည်စော့ကိုရပါပြီစော့ကိုကြက်ပေါင်တွေပေါ်မှာဆမ်းပြီးတော့15မိနစ်လောက်အဖုံးအုပ်တည်ထားပြီးလိုက်ပါမယ် အနေကြလာတဲ့အခါအပေါ်အောက်အထက်ထက်လှန်ပြီးလိုက်မယ်ဆိုရင်တော့ပိုရသာဝင်စီပါတယ်ခင်ဗျာ။ဦးချတဲ့နောက်မှာတော့အတုံးလေးတွေတုံးပြီးရင်ပကံထဲစီထည့်ပေးပြီးတော့ကြံထဲစောကိုအပေါ်ကဆမ်းပြီးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့နှံဖြူပေးလိုက်မယ်ဆိုရင်တော့စားလို့ရပါပြီ။အပေါ်ရန်သားကြွကြွလေးနဲ့အတွင်းသားကနူးညံ့ပြီးကိုက်လိုက်တာနဲ့ဂျူစီဖြစ်နေလို့အရန်စားကောင်းပါတယ်ခင်ဗျာ။လူကြီးမင်းတို့ဝတ်အသေးချက်စားတော့မယ်ဆိုရင်တော့ကျွန်တော်ချက်တယ်လို့မျိုး တုံးတက်တာဝက်အသေးလေးချက်စားကြည့်ပါခင်ဗျာ။နုံညံ့အီးဆက်မှွေးပြန့်ပြီးတော့နည်းနည်းလေးမှမမာပါဘူးခင်ဗျာ။အရင်ဆုံးတန်းစင်အောင်စီးထားတဲ့ဝက်အသေးကိုခက်ကြီးကြီးအပြားလေးတွေလှီပေးလိုက်ပါမယ်။တုံးတက်တာကိုလည်းအခေါက်ဖယ်ပြီးတဲ့အခါမှာအပြားခက်ပပားလေးတွေလှီပေးထားလိုက်ပါမယ်။လှီပြီးတဲ့နောက်မှာတော့စလုံးထဲထည့်ပြီးစားအချုံမုတ်ငရုတ်ကောင်းမုတ်ခယူစီပဲငက်ပြာရဲ့နောက်ခံများများဟင်းချက်အရက်အနေငယ်ထဲတမအောင်နေပြီးတော့၅မိနစ်နှက်ထားပေးလိုက်ပါမယ်။ စီပူလာပြီဆိုရင်တော့သုံးတပ်သားကိုစီတွေထွက်လာအောင်ကြော်လိုက်ပါမယ်။သူတွေမှာဂျင်းကြက်တုံဖြူငရုတ်သီးချင်းငရုတ်သီးထည့်ပြီးတော့မှွေးနေအောင်စီတက်လိုက်ပါမယ်။အဲဒီနောက်မှာတော့ငရုတ်ပွားတော့အနီကိုထပ်ထည့်ပြီးမှွေးနေအောင်ဆက်ကြော်ပေးလိုက်ပါမယ်ခင်ဗျာ။မကြတဲ့ကြက်အနေထားရအောင်လို့ကြော်ပြီးတဲ့အခါမှာတော့ဝက်အသေးတွေကိုထည့်ပြီးမီးအပြင်းဆုံးနဲ့ကြက်အောင်အမြန်လေးမှွေကြော်ပေးလိုက်ပါမယ်။ကြက်သွုံမေးအရွက်ထည့်ပြီးတော့တစ်ချက်နှစ်ချက်ဆက်မှွေကြော်ပေးလိုက်ရင်တော့ဦးချလို့ရပါပြီ ဝက်တဲကိုဒီလိုချင်ရင်တော့မှုပြက်နူးညံ့ပြီးတော့ပူဆက်မွေးအရသာရှိလို့စားကျင်နေဆိုရင်တော့လူကြီးမင်းတို့လေအမြန်လိုက်လို့စားကြည့်လိုက်တော့နော်